န်စား권နဲ့အချင်းတခါကတောပရင်ချင်းတိမင်းကြီးတကောင်ရှိပါတဲ့သူ့မှာအလွန်ယုံကြည်စိတ်ချရပြီးတောင်ဝင်ကြတဲ့လူယုံတော်တယောက်လည်းရှိတယ်သူကတော့ရှင်းတကောင်ပဲဖြစ်တယ်ရှင်းကလေးဟာချင်းတိမင်းကြီးခိုင်းသမျှကိုမင်းကြီးမညူဆောင်ရွက်ပေးလေးရှိတယ်အဲ့ဒီလိုဆောင်ရွက်တဲ့နေရာမှာလဲမြ мян ပြီးတဲ့အပြင်အမားရွေးမရှိတဲ့လောက်လဲနေပါတာကြောင့်ချင်းတိမင်းကြီးက အင်မတန်မှပဲသဘောကျတယ်။ဒါကြောင့်လဲချင်းသိမင်းကြီးကရှင်ကလေးကိုစင့်ခေါ်လိုက်ပြီးဒီလိုပြောတယ်။မင်းဟာအင်မတန်တော်တဲ့ကြေးကျွန်တယောက်ဖြစ်တဲ့အတွက်ငါကိုယ်တော်အင်မတန်သဘောတော်ကြသကွဲ့ဒါကြောင့်လဲမောင်မင်းအသက်အရွယ်ကြီးရင်လို့ အငိမ့်စားယူတဲ့အခါမှာတော့လှဲတစည်းတိုက်ရှိတဲ့မမွန်သီးတွေကိုစုတော်လက်တော်အဖြစ်ဂုံပြုပေးမယ်လို့ငါကိုယ်တော်ကတိထားပါတယ်လို့ပြောခဲ့တယ်။ရှင်ကလေးဟာအယံအံ့ဩဝမ်းသာသွားခဲ့ရတယ်။မမွန်သီးစေးဆိုတာက အခြားတာမန်ရှင်တကောင်အတွက်တစ်သက်လုံးနေလို့မှတစ်လုံးတလေရဖို့တောင်ခက်ခဲမှဖြစ်ပေမဲ့ သူဟာလဲတစည်းတိုက်ကြီးများတောင် ပိုင်ဆိုင်ရမယ့်အရေးကိုတွေးပြီးပြုံးပျော်လာခဲ့တယ်။ချင်းသိဘရင်ကြီးစီမှာဆော့ဆော့ဦးရာသုံးညရင်ထန်းဆောင်စင်ကတော့အခြားသောရှင့်တွေရဲ့လွတ်လပ်တဲ့ဘဝကိုသူအားကြမိခဲ့တယ်။သူလည်းပဲအခြားသောရှင့်တွေလို အပင်တွေပေါ်တက်လိုက်ဆင်းလိုက်နဲ့စော့ကစားပြုံမျိုးချင်ခဲ့တယ်။ဒါပေမဲ့လည်းချင်းသိဘရင်ကြီးဘေးနာက ထီးဟန်နန်းဟန်ပါပါနဲ့နေရတဲ့ဘဝကိုလည်းဂုံတရီရှိတယ်လို့ထင်ခဲ့တယ်။နောက်ဆုံးမှာတော့တာမန်ရှင်တကောင်ထက် ပိုပြီးထူးခြားတဲ့ဘရင် အပါတော်မြဲဖြစ်ကိုပဲသူရွေးချယ်ခဲ့တာဖြစ်တယ်။ခုတော့ဂုံရှိရဲ့ယာရူးကနေအနားယူတဲ့အခါမှာလည်းအင်မတန်ကြီးမားတဲ့ဆုလက်ကိုသူရအုံးမှာပဲဖြစ်တယ်။ဒါကြောင့်ရှင်ကလေးဟာပျော်နေခဲ့တယ်။တခြားရှင်တွေကငါ့ကိုမနာလို့ဖြစ်တဲ့အထိငါချမ်းသာတော့မယ်လို့သူရေးနေခဲ့ပြန်တယ် အဲ့ဒီလိုနဲ့နှစ်ပေါင်းများစွာကုန်လွန်ခဲ့တဲ့ ရှင်ကလေးဟာလည်းအိုမင်းမစွန်းဖြစ်လာခဲ့တဲ့အတွက် ချင်းတိဘရင်ကြီးရဲ့အမှုတော်ကိုအရင်ကလောက်မြင်မြန်ဆန်ဆန်လုံနိုင်စွာမရှိပဲဖြစ်လာခဲ့တဲ့ဒီအခါမှာတော့သူဟာအငိမ့်စားอยู่ဖို့အတွက်ချင်းတိမင်းကိုရှောက်တင်ခဲ့တယ်ချင်းတိမင်းကြီးကလည်းသူ့ရဲ့ပါတော်မြေရှင်ကိုဂုံပြူညစာစာပွဲပြုလုပ်ပြီး ဂုံပြုခဲ့တဲ့သူကတိစကားအတိုင်းမမွန်သည်ကိုလှဲတစည်းတိုက်စာပေးခဲ့ပြန်တယ်။ရှင်ကလေးဟာ သူအနှစ်နှစ်အလားလားအိမ်မက်မက်ခဲ့တဲ့ဆုလက်ဖြစ်တဲ့မမွန်သည်တွေကိုဝမ်းသာအားရပွေဖက်ခဲ့တယ်။ဒါပေမဲ့တစုံတစ်ခုကို သူတတိထားမိတဲ့အခါမှာတော့သူဟာဝမ်းနေခြင်းနဲ့အတူမျက်ရည်ဝဲလာပြန်တယ်။ခုချိန်မှာမမွန်သီးတွေကို စားဖို့သူ့မှာသွားတစ်ချောင်းမှမကျန်တဲ့အဖြစ်ကို သူတတိယသွားလို့ပဲဖြစ်တယ်။ဒီပုံမြင်လေးကကျွန်တော်တို့ကိုပြောပြထားတာတွေရှိပါတယ်။ကျွန်တော်တို့ဟာတခါတရံမှာရီမန်းချက်တစ်ခုကိုဆွဲဆွဲမြေးမြေးစူးစမ်းတတ်ကြတယ်။အဲ့ဒီအပြင်အလုတ်တစ်ခုကိုလည်းဆွဲမြေးစွာလုတ်ကင်တတ်ကြတယ်။အဲ့ဒီလိုရီမန်းချက်ထားလုတ်ကင်ဆောင်ရွက်ခြင်းဟာမှန်ကန်နေလို့လဲရေဘူးရအားဖြင့်သုံးသပ်နိုင်သေးတယ်။အဲ့ဒီလိုမှန်ကန်နေပေမဲ့လဲချွင်းချက်တစ်ခုလဲရှိနေပြန်တယ်။ အဲ့ဒါကတော့ရီမန်းချက်ပြင်းမြောက်ချိန်မှာရှိတဲ့ကိုယ့်ရဲ့အသက်အရွယ်နဲ့အခြေအနေကိုထည့်သွင်းသုံးသပ်တင်တာပဲဖြစ်တယ်။တချို့သောကြီးပွားချမ်းသာလူသူများဟာလည်းရှင်ကလေးမမွန်သည်ကိုမျှော်လင့်သလိုမျိုးချမ်းသာကြွယ်ဝခြင်းကိုမျှော်လင့်လေးရှိကြပြန်တယ်။အဲ့ဒီအခါအခြားသူတွေရဲ့အခါအားရစွာအနားယူခြင်းမျိုးကိုတောင်းမြပြုလုပ်လေးမရှိကြပဲအရာရာကို ချိုးချံချွေတာစွာ နေထိုင်တတ်ကြသေးတယ်။ အဲ့ဒီလိုနေထိုင်ခြင်းဟာရောင်ရဲခြင်းရှူတောင်ဘက်ကရှုမြင်တဲ့အခါမှန်ကန်ပေမဲ့အစားထိုးလို့မရတဲ့အချိန်ကာလကြောင့်အိုမင်းမစွန်းဖြစ်လာခဲ့ရင်တော့ကိုယ့်ရဲ့ရှာပွေစူဆောင်းခြင်းတွေဟာကိုယ့်အတွက်ဖြစ်လာမှာမဟုတ်ဘူးလို့ဆိုရဲရှင့်ကလေးရဲ့သွားတွေဟာအချိန်ကာလရဲ့တိုက်စားမှုအောက်မှာပျောက်ပြက်သွားခဲ့တဲ့အခါသူမမောတဲ့မမွန်သည်ရဲ့အရာတာကိုခံစား권မရှိတော့သလို စုဆောင်ခြင်းကြောင့်ရရှိလာတဲ့ကြွယ်ဝမှုတွေဟာလည်းအိုမင်းခြင်းနဲ့ကလျက်ပါလာတဲ့ကျမ်းမာခြင်းအကြောင်းကြောင့်ပဲအချင်းနှီးဖြစ်တတ်တယ်လို့ဆိုလိုရင်းဖြစ်တယ်